မြစီမပြည်သက်များအောင်မဲမင်္ဂလာပါဧပြီလ30ရက်နေ့ည9:00နာရီတမြစီမပရိုင်းတိုင်းမြစီမသတင်းစီစဉ်ကနေကြိုဆိုပါရယ်ကျွန်တော်ဆိုင်းခမ်းပါအခုတင်ဆက်ပေးမယ့်သတင်းတွေကတော့တောင်သာတိုက်ပွဲမှာစစ်ကောင်စီဘက်က9ဦးတေဆုံးပြီး2ဦးဖမ်းမိတဲ့သတင်းပြစ်စည်းခိုးယူဖို့စ조사ကြောင်ဆွဆွဲခံရတဲ့အမျိုးသမီးတိုက်ပေါ်ကနေပြုတ်ကျတေဆုံးတဲ့သတင်းတန်ရမ်းမျိုးပေါ်ပောက်ကွဲမှုအကြောင်းရင်းမသိရသေးတဲ့အကြောင်းနဲ့ အခိုင်အမာဆိုပြချက်တွေမရှိရင်ရုရှားယူကရိန်းစစ်ရဆေးရေးကြိုးပမ်းမှုကနေအမေရိကန်နှုတ်ထွက်မယ်ဆိုတဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါ။တောင်သာတိုက်ပွဲမှာစစ်ကောင်စီဘက်က9ဦးသေဆုံးပြီး2ဦးဖမ်းမိတဲ့သတင်းနဲ့ဆက်လက်ရအောင်ပါ။မန္တလေးတိုင်းမြင်းကြံခရိုင်တောင်သာမြို့နယ်မှာနှစ်ရက်ဆက်ဖြစ်ခဲ့တဲ့တိုက်ပွဲအတွင်းစစ်ကောင်စီဘက်က9ဦးသေဆုံးပြီး2ဦးကိုအရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ညောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့စီကတရားဝါရတယ်။ အင်အား130ခန်းပါစစ်ကောင်စီစစ်ကြောင်းဟာငတရောက်မြို့ကနေတောင်တာမြို့နယ်နောက်ချမ်းကိုဧပြီလ26ရက်နေ့မှာဝင်ရောက်လာရာဧပြီလ29ရက်နေ့မှာတိုက်ပွဲစတင် ဖြစ်ပွားခဲ့တာလို့ညောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖခေါင်းဆောင်ကိုစီကပြောပါရယ်တိုက်ပွဲကတနားရီခွဲလောက်ကြာတယ်လေးချောင်းပစ်ကူ၃ချိန်လာတယ်တိုက်ပွဲပြီးတော့ဒီကောင်တွေတောင်ခမောက်ကြေးရွာတွေဝင်သွားပြီးရွာကိုမိရှို့သွားတယ်လို့သူကပြောပါရယ် စစ်ကောင်စီစစ်ကြောင်းဟာတောင်ခမောက်ကြီးရွာမှာညှာရီပြီးဧပြီလ28ရက်နေ့မှာညောင်မြို့နယ်ကိုဝင်လာတဲ့အချိန်ဒုတိယအကြိမ်တိုက်ပွဲဖြစ်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲမှာလည်းစစ်ကောင်စီတပ်က၄ချောင်းကနေ၃ချောင်းတိုက်ခိုက်ခဲ့တယ်လို့ညောင်မြို့နယ်ပကဖာစီကသိရပါဗျ။ နှစ်ရက်ဆက်ဖြစ်ခဲ့တဲ့တိုက်ပွဲတွင်စစ်ကောင်စီတပ်ဖွဲ့ဝင်ရုပ်လောင်း၅ခုတွေ့ရပြီးနှစ်ဦးကိုအရှင်ဖမ်းမိခဲ့ကြောင်းနဲ့ AK အမျိုးအစားတနက်နှစ်လက်အပါအဝင်ခဲရန်နဲ့စစ်အုံဆောင်တွေတင်စီရရှိခဲ့တယ်လို့တော်လိုင်းတပ်ဖွဲ့ကြီးစီကတရားဝါတယ်။ဖမ်းဆီးထားသူနှစ်ဦးဟာညောင်ဦးမျိုးဘော်ကပြူစောတိအဖွဲ့ဝင်တွေဖြစ်ပြီးသူတို့ကိုဥပဒေနဲ့အညီစစ်ဆေးမေးမြန်းနေတယ်လို့ညောင်ဦးမျိုးနယ်ပကဖာကပြောပါတယ်။ တရာတလောက်130ပါစစ်ကြောင်းဟာငတယောက်စခန်းကိုပြန်ရောက်ချိန်မှာအင်အား68ယောက်ပဲပါတော့တယ်လို့လည်းသိရတယ်လို့ကိုစီကဆိုပါတယ်စစ်ကောင်စီစစ်ကြောင်းဟာငတယောက်ရဲစခန်းမှာအင်အားပြန်လဲဖြည့်တင်းနေပြီးစစ်ကြောင်းပြန်ထွက်လာနိုင်တဲ့အခြေအနေရှိတာကြောင့်ဒေသခံတွေအနေနဲ့စစ်ရေးသတိရှိကြဖို့တော်လိုင်းတပ်ဖွဲ့တွေကတိုက်တွန်းထားပါတယ်ခင်ဗျာပစ္စည်းခိုးယူဖို့စ조사တယ်လို့ဆွဆွဲခံရတဲ့အမျိုးသမီးတိုက်ပေါ်ကနေပြုတ်ကြသေးဆုံးတဲ့တဲ့နဲ့ဆက်ရအောင်ပါ ရန်ကုန်တိုင်းစမ်းကြောင်းမြို့နယ်မှာတိုက်ခန်းပေါ်ပစ္စည်းတက်ခိုးဖို့ကြိုးစားတယ်လို့ဆွဆွဲခံရတဲ့အမျိုးသမီးတူခုံချထွက်ပြေးရာကနေတေဆုံသွားခဲ့တယ်လို့ဒေသခံတွေစီကတရားဝါတယ်။စမ်းကြောင်းမြို့နယ်မုတ်လက်ဆောင်ကုန်းတောင်ရက်ကွက်ပြည်သူ့ကွက်တစ်လန်းကတိုက်ခန်းတစ်ခုမှာဒီကနေ့ဧပြီလ30ရက်နေ့မနက်၄နာရီခန့်ကအဲ့ဒီဖြစ်စဉ်ဖြစ်ပွားခဲ့တာပါ။တိုက်ရဲ၅ရက်မြောက်အခန်းကို တိုက်ပေးကနေတက်တာလား ိုက်နောက်ကနေတက်တာလာတော့တေချာမသိဘူးပစ္စည်းဝင်ခိုးတာအဲ့ဒီအချိန်တိုက်ခန်းမှာနေတဲ့သူတွေနိုးလာတော့တကားပေါက်ကနေခုံချသွားတာလို့ဒေသခံတူကပြောပါတယ်ပစ္စည်းလာရောက်ခိုးယူတာကိုမြင်တွေ့ခဲ့တဲ့တိုက်ခန်းနေသူတွေကမခုံချဖို့တားမြစ်ပေမဲ့လည်းတိုက်ခန်းမှာရှိတဲ့ဘေးစင်ကတဆင့်အောက်ကိုခုံချခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ် တိုက်ပွဲကိုတက်ရောက်ပြီးပျက်စီးခိုးယူတဲ့အမျိုးသမီးဟာအသက်40ဝန်းကျင်အရွယ်ရှိပြီးနေရာမှာပဲတည်ဆုံခဲ့တယ်လို့သိရပါဗါတယ်။တိုက်ပွဲကနေခုံချတဲ့အတွက်တည်ဆုံသွားခဲ့ရတဲ့အမျိုးသမီးရဲ့ရုပ်အလောင်းကိုစမ်းချောင်းမြို့နယ်အရန်မိသက်တပ်ဖွဲ့ကလာရောက်တည်ယူပြီးတဲ့နောက်ရန်ကုန်စေယုံကြီးကိုပို့ဆောင်ပေးခဲ့တယ်လို့သတင်းရရှိပါဗါတယ်။ အထက်မြင့်တိုက်ခန်းတွေမှာနေထိုင်သူတွေအနေနဲ့တကားတွေတန်ပန်းတွေကိုတေချာစွာတက်ဆင်ဖို့နဲ့ညဘက်အိတ်ဆက်ခြေနေမှာလဲလုံခြုံရေးသတိပြုနေထိုင်ကြဖို့ဒေသခံတွေကတိုက်တွန်းအကြံပြုထားကြပါရခင်ဗျာတန်ရမ်းမြို့ပေါ်ပောက်ကွဲမှုအကြောင်းရင်းမသိရသေးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတန်ရမ်းမြို့ရက်ကွက်နှင့်နောင်ဖာလမ်းမှာရှိတဲ့နေအိမ်တစ်ခုမှာဒီကနေ့ဧပြီလ30ရက်နေ့နေ့လယ်7:00ကျော်ကအလွန်ပြင်းထန်တဲ့ပောက်ကွဲမှုဖြစ်ခဲ့ပြီးဒေသခံအုပ်တန်ရာရခဲ့တယ်လို့ မြို့ကန်ဒီစီကတည်ရပါတယ်။ကွဲတာကတစ်ချက်သေးပဲဘာကြောင့်ကွဲတယ်ဆိုတာတဲတဲကွကွဲမျက်မြင်တက်တည်လည်းမရှိဘူးဆိုတော့မတည်ရဘူးလို့တန်ရန်မြို့ကလူမှုကွန်ရီအသင်းရဲ့အဖွဲ့ဝင်တူကပြောပါတယ်။ပောက်ကွဲမှုဟာရမ်းတုံလောင်ထားတဲ့အိမ်ကစတင် ပောက်ကွဲတာလို့ပြောဆိုကြသလိုလက်နက်ကြီးကြားရောက်ပောက်ကွဲတာလို့လည်းသတင်းထွက်ပေါ်နေတာရှိပါသေးတယ်။ ကန်ကောင်းသွားတယ်ခေါင်းပေါ်ကနေကြော်ပြီးအတန်အကျဲကြီးလက်နက်ကြီးကြတာတခြားခြံဖက်သွားကြတာရက်ကွက်နှစ်နောင်ဖာလန်းလို့ဒေသခံတူကလူမှုကိုရမရေးသားထားပါတယ်နောက်ထပ်ဒေသခံတူကတော့လက်နက်ကြီးကြရောက်ပောက်ကွဲတာမဟုတ်ဘဲရန်တွေတူလောင်ထားတဲ့အိမ်ကပောက်ကွဲတာလို့ပြောပါတယ် တန်ရန်မြို့မှာစစ်ကောင်စီတပ်ကတပ်ဆွဲထားသလိုဝါပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ရှမ်းပြည်တိုးတက်ရေးပါတီ ရှမ်းပြည်တပ်မတော် SSPP SSA တို့လည်းလှုပ်ရှားတယ်လို့ဒေသခံတွေကပြောပါရယ်။ပောက်ကွဲမှုနဲ့ပတ်သက်လို့အသေးစိတ်အတိမပြုတ်နိုင်သေးသလိုဘဲဖွဲ့ကမှလည်းတရားဝင်သတင်းထုတ်ပြန်လာတာမရှိသေးပါဘူး။ ဗဟေတိဖြစ်နေတယ်ဒါကိုထုတ်ပြန်ပေးဖို့ကျွန်တော်တို့လိုလားတယ်ပွင့်လင်းမြင်သာမှုမရှိရင်ဘယ်အိမ်တွေမှာဘလို့မိုင်းတွေရန်တွေတိုးလောင်ထားလဲဆိုတာကြောက်လန့်နေရတယ်လို့မြို့ကန်တူကပြောပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းမှာပြီးခဲ့တဲ့2024ခုနှစ်ဇူလိုင်လက2029စစ်စင်ရေးအပိုင်းနှစ်ဖြစ်ပွားနေတဲ့အချိန် UWSA တပ်ဖွဲ့ကအင်အားထောင်ချီနဲ့တန်ရမ်းမြို့တွင်ဝင်ရောက်နေရာယူပြီးတဲ့နောက်စစ်ကောင်စီနဲ့အတူလက်ရှိအချိန်ထိတပ်ဆွဲထားတယ်လို့ဒေသခံတွေကပြောပါတယ် အဲ့ဒီအချိန်ကရှမ်းမြောက်မှာဖြစ်ပေါ်နေတဲ့ပြစ်ပခါတွေတန်ရန်ဘက်ကိုကူးဆက်မလာစေဖို့ကြိုတင်ကာကွယ်တာလို့ UWSC ပြောရေးဆိုခွင့်ရှိသူဦးညီရန်ကပြောဆိုခဲ့ပါတယ်။ဒီကနေ့ပောက်ကွဲမှုနဲ့ပတ်သက်လို့တော့ဦးညီရန်ကိုဆက်သွယ်မေးမြန်းနေစေဖြစ်ပါတယ်ခင်ဗျာ။အခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားမှာဖြစ်ပါတယ်။ အခိုင်အမာအဆိုပြုချက်တွေမရှိရင်ရုရှားယူကရိန်းစစ်ရေးဆေးဂျိုးပန်းမှုကနေအမေရိကန်နှုတ်ထွက်မယ်ဆိုတဲ့သတင်းကိုမျိုးစိမဝိုင်းတော်သူမတ်ရွှေနယ်ကတင်ဆက်ပေးမှာဖြစ်ပါတယ်။ရုရှားနဲ့ယူကရိန်းတို့ကအခိုင်အမာအဆိုပြုချက်တွေတင်ပြလာခြင်းမရှိပါကအမေရိကန်နေနဲ့စိတ်ရှည်မှုကုံဆုံးလာတဲ့အတွက်ဂျာဝင်ဖြန့်ပြေမှုတွေကိုလက်လျှော့လိုက်တော့မယ်လို့နိုင်ငံတိုင်းဝန်ကြီးမာကိုရူဘီယိုကအင်္ဂါနေ့မှာတရေပေးလိုက်ပါတယ်။အင်ဖီရိုကိုပြန်ရောက်ပြီး24နာရီအတွင်းမှာစစ်ပွဲကိုအဆုံးသတ်မယ်လို့ ်အမေရိကန်သမ္မတကခရီးပေးပြောကြားထားပေမဲ့လက်ရှိမှာတော့သမ္မတအဖြစ်တာဝန်ယူရာရပောင်းတရားပြေအခမ်းအနားတွေကျင်းပနေစမှာပဲအစိုးရအနေနဲ့တခြားကိစ္စတွေကိုသာအလေးပေးလုံဆောင်ရမယ်လို့ပြောဆိုလိုက်တာဖြစ်ပါတယ်ပြည်ပကားကိုအဆုံးသတ်မယ်ဆိုတာနှစ်ဖက်လုံးကအခိုင်အမာအဆိုပြုချက်တွေတင်ပြရမယ်အချိန်ရောက်ပါပြီလို့နိုင်ငံတိုင်းဝန်ကြီးဌာနရဲ့ပြောရေးဆိုခွင့်ရှိသူအမျိုးသမီးတင်မီဘရုစ်ကသတင်းထောက်တွေကိုပြောဆိုလိုက်ပါတယ်ဒါကရူဘီယိုစီကသတင်းစကားဖြစ်တယ်လို့လည်းသူကဆိုပါတယ် တိုးတက်မှုမရှိဘူးဆိုရင်ဒီဖြစ်စဉ်မှာဖြန့်ပြေးသူအဖြစ်ကနေနောက်ပြန်ဆုတ်ပါမယ်လို့သူကပြောဆိုသွားပါတယ်။တန်တမန်ရေးရဆောင်ရွက်မှုတွေရှေ့ဆက်တိုးပြီးလုံမလို့ဆိုတာကထရမ့်ကသာနောက်ဆုံးဆုံးဖြတ်မှာဖြစ်တယ်လို့သူကပြောပါတယ်။နောက်တစ်ပတ်မှာကြားရောက်မယ်ဒုတိယကမ္ဘာစစ်ပြီးဆုံးခြင်း၂80ပြည့်အခမ်းအနားအတွက်၃ရက်ကြာအပြည့်ရက်မယ်လို့ရုရှားသမ္မတဗလာဒီမာပူတင်ကမကြာသေးခင်မှာအဆိုပြုလိုက်ပါတယ်။ဒါပေမဲ့ယူကရိန်းကထောက်ခံထားတဲ့အမေရိကန်ရဲ့ ရက်30အပြည့်ခတ်ရက်စဲကိုတော့ပူတင်ကခခတီတီညင်းပယ်လိုက်ပါတယ်အမေရိကန်ဘက်ကခမရို့အခမ်းအနားတစ်ခုခုလုပ်ဖို့300လောက်အပြည့်ရတာမျိုးမဟုတ်ဘဲပရိပခအဆုံးသက်ရေးအတွက်ကြာရှည်ခံမဲ့လုံးဝအပြည့်ရရေးကိုပဲလိုလားပါတယ်လို့ဘရုစ်ကပြောပါတယ်။ဖိအားပေးနီလန့်တွေနှစ်နိုင်ငံစလုံးကိုဖိအားပေးရတတ်တလားဒါမှမဟုတ်ရူဘီယိုကတကယ်တမ်းစာမျက်နှာအသစ်လှန်တော့မှလားဆိုတာကတော့မတဲကွဲသေးပါဘူး။အမေရိကန်ကအဆိုပြုချက်မူပေါင်းတရက်ကိုတင်ပြထားပြီးဖြစ်ပါတယ်။ ဒါကိုရုရှားရဲ့တောင်းဆိုချက်တွေကိုအလျှော်ပေးလိုက်ရောထားတာလို့ယူကရိန်းကလည်းခန်းစားနေရပါတယ်။2014ခုနှစ်ကခရိုင်းမီးယားကျွန်းဆွယ်ကိုရုရှားကသိမ်းယူထားတာကိုတရားဝင်အသိအမှတ်ပြုဖို့ထရမ့်ကအကြံပြုထားပြီးတကဘာလုံးနီးပါးကဒီလိုသိမ်းယူတာကိုဆန့်ကျင်ညှင်းပယ်ထားကြပါတယ်။ဒီအချက်ပြင်တခြားနယ်မြေအလဲအထက်လှုပ်ဖို့အဆိုပြုချက်တွေလည်းပါဝင်နေပါတယ်။ကျွန်တော်တို့အားလုံးကဒီစစ်ပွဲကိုမျှတတဲ့နီလန်နဲ့အဆုံးသတ်ချင်ပါတယ်။ပူတင်ကိုဘာဆုလက်မှမပေးချင်ပါဘူး။ အထူးသဖြင့်နယ်မြေပေါ်လို့အင်္ဂါနေ့ပိုလန်မှာ video conference နဲ့ကျင်းပတဲ့ပွဲမှာယူကရိန်းသမ္မတဇယ်လင်စကီကပြောဆိုသွားပါတယ်ရရှားဘက်ကကံလန့်ချက်တွေမလုပ်သေးပါဘူးစစ်မြေပြင်နဲ့တန်တမန်ရေးအရာသူအသာစီးရနေတယ်လို့ထင်မြင်နေပြီးထရန့်ကလည်းအမြန်ပြန်ပြေးလဲခြင်းနေတယ်လို့ကြမ်းကျင်သူအများအပြားကယုံကြည်နေကြပါတယ်ရရှားကုလသံအမတ်ကတော့ဇယ်လင်စကီကိုသာအပြစ်တင်နေပြီးရရှားကအမေရိကန်နဲ့ဆက်ပြီးတော့စကားပြောနေမယ်လို့ဆိုပါတယ်ဇယ်လင်စကီကပြည်ပခါကိုအရှိန်မြှင့်နေတယ်သူက အမေရိကန်ရဲ့မျှတတဲ့ငြိမ်းချမ်းရေးအဆိုပြုချက်တွေကိုမစင်မချင်ညှင်းဆိုနေတယ်လို့နေပင်စီယာကကုလသမဂ္ဂလုံခြုံရေးကောင်စီအစည်းအဝေးမှာပြောဆိုသွားပါတယ်။အမေရိကန်ရဲ့မူပေါင်းအတိုင်းလိုက်လုပ်တာကနှစ်ဖက်စလုံးအတွက်အကျိုးရှိမယ်လို့အမေရိကန်သံတမန်ဂျွန်ကယ်ရီကပြောပြီးရုရှားကယူကရိန်းကိုတိုက်ခိုက်နေတာတွေကိုလည်းရှုံချလိုက်ပါတယ်။လက်ရှိမှာတော့ရုရှားကကြာရှည်ခံမဲ့ငြိမ်းချမ်းရေးကိုရဖို့အခွင့်အလမ်းကြီးကြီးရှိနေပြီလို့ကယ်ရီကပြောပါတယ်။ ပူတင်က2022ခုနှစ်ဖေရီလကဝင်ရောက်ကျူးကျော်ခဲ့တာကိုရှောင်ဖဲဖဲလုံနေတဲ့အတွက်တိုးရင်တမနာဂျိုးဘိုင်တန်ကိုထရမ့်ကဝေဖန်ခဲ့ပါတယ်။သူကတော့ရုရှားကောင်းဆောင်ကိုဖုံးဆက်ပြောဆိုခဲ့ပြီးသူ့ရဲ့စီးပွားရေးတမမိတ်ဆွေကဘာပတ်တန်တမန်စတီဗွတ်ကော့ဖ်ကိုရုရှားကိုဆေးလွတ်ပြီးပူတင်နဲ့တွေ့ဆုံဆေးခဲ့ပါတယ်။ဖေဖော်ဝါရီလ28ရက်နေ့အင်ပီရိုအစည်းအဝေးမှာထရမ့်ကဇယ်လင်စကီကိုဒေါသထွက်အောင်လုပ်ခဲ့ပါတယ် ဂျိုးဘိုင်ဒန်လက်ထက်အမေရိကန်လက်နက်တွေပေးခဲ့တာကိုကျေးဇူးမတိတတ်ဘူးလို့စေတွင်ကကောင်းဆောင်ကိုဝေဖန်ပြောဆိုခဲ့ပါတယ်။ဒီဖြစ်ပျက်တွေကိုပြန်လည်ပြင်ဆင်နိုင်မှုယူကရိန်းကအမြန်ဆုံးစ조사ခဲ့ပါတယ်။အမေရိကန်တန်တမန်တွေရဲ့ဂျိုးဘန်းမှုကိုလာရောထောက်ခံခဲ့ပြီးသဘောတူညီချက်ရအောင်လုပ်ခဲ့ပါတယ်။ဒီသဘောတူညီချက်အရတိုင်းပြည်ရဲ့တွင်းထွက်တည်ရန်စာတာတွေကိုအမေရိကန်ကထိန်းချုပ်ခွင့်ရသွားမှာဖြစ်ပါတယ်။ တည်လောက်တဲ့စီမံခန့်ခွဲမှုအမှားဆွေးနွေးပွဲများခရိုင်းမီးယားကိုတရားမဝင်သိမ်းပိုက်တာကိုအတိမတ်ပြုတာကမော်စကိုနဲ့ဘေကျင်းကနောက်ထပ်ရန်လိုမှုတွေကိုဖိတ်ခေါ်သလိုဖြစ်လိမ့်မယ်လို့စီးနိုင်နိုင်ငံခြားရေးကော်မတီထိတ်တန့်ဒီမိုကရက်တစ်အမတ်တို့ကအင်္ဂါနေ့မှာပြောဆိုလိုက်ပါတယ်ယူကရိန်းမှာမျှတရေးရှိခံမဲ့ငြိမ်းချမ်းရေးကိုဆေးဆွဆွေးနွေးနိုင်မှုတမရထွန်းကိုလုံပိုင်권ကျမပေးပါတယ် ဒီမှန်ချက်ကကျမတို့အားလုံးအတူတူပဲဖြစ်ပါတယ်လို့သူကပြောဆိုသွားပါတယ်။ဘာပဲဖြစ်ဖြစ်သမရာထရမ့်နဲ့သူ့ရဲ့အဖွဲ့ကဒီစီးဆက်ဆွေးနွေးမှုတွေမှာတေးလောက်တဲ့စီမံခန့်ခွဲမှုအမှားတွေကိုလုပ်ခဲ့ကြတာပါ။ရုရှားကိုတစ်ခုပြီးတစ်ခုအလျော့ပေးလိုက်ရောမှုတွေလုပ်ခဲ့ပါတယ်။ကျမတို့ရဲ့ဩဇာကိုလွင့်ပစ်ခဲ့တယ်။စစ်ပွဲအဆုံးသတ်ရေးမှာအရေးပါတဲ့မဟာမိတ်တွေနဲ့တပ်ပေါင်းစုဖွဲ့မှုကိုကျိုးပြတ်စေခဲ့တယ်လို့သူကပြောပါတယ်။ ဒန်နီပရိုပက်ထရော့ဒေတာအရှိတ်ဘက်ရွာခုနှစ်ရွာကလူတွေကိုရွှေ့ပြောင်းဖို့ယူကရိန်းကအင်္ဂါနေ့မှာအမိန်ပေးခဲ့ပါတယ်။ဒီနေရာကအရင်ကရှေ့တန်းနဲ့ဝေးကွာပေမဲ့လက်ရှိမှာတော့ရုရှားတပ်ဖွဲ့တွေအနာကိုရောက်လာပြီးတော့ချိန်ချောက်ခံနေရပါပြီ။ အရန်ပတ်က KF မြို့ကလူနေရပ်ကွက်တွေကိုဒုံးကျည်တစီကြားရောက်ပောက်ကွဲခဲ့ပါတယ်။ဒါကျူးကျော်မှုစတင်ကြတဲ့ကမြို့တော်ကိုတိုက်ခိုက်မှုတွေထဲမှာအသေးပြောက်အများဆုံးတိုက်ခိုက်မှုလည်းဖြစ်ပါတယ်။သူက2022ခုနှစ်ကအာဏာပြန်ယူခဲ့ရင်ပူတင်ကယူကရိန်းကိုဝင်တိုက်မှာမဟုတ်ဘူးလို့ထရန့်ကပြောဆိုထားပါတယ်။တိုက်ခိုက်မှုအပြီးမှာသူကဆိုရှယ်မီဒီယာပေါ်မှာဗလာဒီမာရပ်ပါလို့ရေးသားခဲ့ပါတယ်ရှင်။ အခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မျိုးစိမဝိုင်းတော်သားကိုမြတ်သူရကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ ။အနည်းအတွာနောက်ဆုံးရရှိထားတဲ့ငွေလက်လက်နှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စဉ်2100ကျပ်၊ပြင်ပပေါ့စဉ်4430ကျပ်၊စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စဉ်1600.66ကျပ်၊ပြင်ပပေါ့စဉ်3383ကျပ်၊ဥရောပဒေယူရိုကိုစစ်ကောင်စီတတ်မှတ်စဉ်1395.68ကျပ်ပြင်ပပေါ့စဉ်9036ကျပ် ိုင်းပါတပတ်ကိုစစ်ကောင်စီတတ်မှတ်စေ63ဒသမ32ကျံပြင်ပပေါင်စေ132ဒသမ63ကျံမလေးရှားတဝင်းကိကိုစစ်ကောင်စီတတ်မှတ်စေ486ဒသမ1ကျံပြင်ပပေါင်စေ1026ကျံပေါင်စေရှိပါတယ်ပေါ်ပြပါငွေလက်လက်နှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်းရွှေစင်းလုံးတွေကတော့အခောက်ရွှေတစ်ချပ်သားကို ရွှေကုန်တဲ့အတင်းတတ်မှတ်စေ 56သိန်း9000ကျပ်ပြင်ပအပေါင်စဉ်84သိန်း9000ကျပ်15ဘဲတစ်ချက်သားကိုရွှေကုန်တဲ့အတင်းသတ်မှတ်စဉ်53သိန်း13625ကျပ်ပြင်ပအပေါင်စဉ်80သိန်း3000ကျပ်ပေါင်စဉ်ရှိပါတယ်ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစဉ်တုံးတွေကတော့ဒီဇယ်လီတာကို2435ကျပ် ပရီမီယံဒီဇယ်လီတာကို3010ကျပ်အော်ဒိတ်92လီတာကို2805ကျပ်အော်ဒိတ်95လီတာကို2865ကျပ်ပေါ့ဇင်းရှိပါတယ်ပေါ်ပြပါ73ဒီဇင်းလုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရစာအုပ်ဒီဇင်းလုံးတွေကတော့စာအုပ်ဒီတပိတ်တာကိုစစ်ကောင်စီတတ်မှတ်စေ6935ကျပ်ပြင်ပပေါ့ဇင်း9000ကျပ် ပေါ့ဈေးရှိပါတယ်။ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။တမျိုးစီမပရိုင်တိုင်းမျိုးစီမပင်မသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါ။ကြည့်ရှုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။